့ဒုတိယအစီအစဉ်အနေနဲ့မြန်မာညွေအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဤမွန်ခေါ် Gracia ဆီယမောင်နေတက်ကဖွင့်နှုတ်ခွန်းဆက်စကားပြောမှာဖြစ်ပါတယ်။ကြောင့်မလို့ဆီယမောင်နေတက်ကိုဖွင့်နှုတ်ခွန်းဆက်စကားပြောကြပေးဖို့တော့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ဝင်အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်တို့ဒီတော်လန်သူတို့ရုံးကန်တာကြပြာရုပ်ပွဲပေါ့ တော့ဒီပွဲဒီပင်လည်းကျွန်တော်တို့ဒေါ်လာကပြားဆရာများရဲ့တွေ့ဆုံပွဲလို့လည်းကျွန်တော်မှတ်ယူပါတယ်အဲ့တော့ကပြားဆရာတွေဆိုတာကဒေါ်လာရေးဆက်ဆက်မှာလည်းပါဝင်ကြတယ်အခုလက်ရှိဆင်နွှဲနေတဲ့ပြည်သူ့ຫນွေဦးဒေါ်လာရေးမှာကပြားဆရာတွေရဲ့ပါဝင်မှုပါအထုတ်ထိတ်ရောက်တယ်လို့ကျွန်တော်တို့လည်းနားလည်လက်ရှိ PDF တက်မတော်မှာကိုကြာတာဝန်ထမ်းဆောင်နေတဲ့တော်လိုင်းရေးရဲဘော်ပြပြဆရာတွေလည်းအမြောင်များရှိနေတယ်ချင်းတော်လိုင်းရေးအာဇာနီတွေလည်းဒီပြည်သူ့ຫນွေဦးတော်လိုင်းရေးမှာတော့အမြောင်များ ပေါ်ထွက်ခဲ့ပြီမောင်ချိုးဝီလို PDF မှာတရင်မူတယောက်အဖြစ်ထမ်းဆောင်နေတဲ့သူတွေလည်းရှိပြီး ဒီဒေါ်လာကြီးထဲမှာပဲကိုလက်အင်ကစွန့်လုခဲ့ရတဲ့ဗျာရှာရဲဘော်တွေလည်းရှိနေပြီလို့ကျွန်တော်တွေ့ရတဲ့အတွက်ဒီဒေါ်လာကြီးမှာဗျာရှာတွေရဲ့ပါဝင်မှုကတော့ထို့ထိပ်ပါဝင်မှုလို့ကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်အဲ့တော့ပြီးကြတဲ့ရက်ပိုင်းကပဲဒီဒေါ်လာကြီးတွင်လက်တစ်ဖက်ကျွန်တော်တို့ဆုံးရှုံးခဲ့ရတဲ့ဗျာရှာလူငယ်ရဲဘော်တယောက်နဲ့လည်းကျွန်တော်တွေ့ဆုံပြခဲ့ပါသေးတယ် တော့အားလုံးတွေကျွန်တော်ပုံယူပါတယ်အဲ့တော့ဒီကဗျာကြီးကိုဘွေးရဲ့ရည်ရွယ်ချက်အတိုင်းကျွန်တော်တို့ဒီတော်လန်ကြီးကိုမမေ့ကြဘူးဒီတော်လန်ကြီးရဲ့ရည်မှန်းချက်ကိုမမေ့ကြဘူးအဲဒါကိုတော့ကျွန်တော်တို့ကဗျာဆရာများအားလုံးအထူးသဖြင့်တော်လန်ကဗျာဆရာများအားလုံးနှလုံးသွင်းပြီးဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ် တော့ဒီဒေါ်လာကြီးဘရော့ပြီးမှလဲလို့လည်းဒါမကြာခဏမေးခံရလေးရှိပါတယ်အတော့ကျွန်တော်နားလဲတာကတော့ဒီဒေါ်လာကြီးရဲ့ရည်ရွယ်ချက်ဒီဒေါ်လာကြီးရဲ့အဓိပ္ပာယ်ဒီပင်လင်းကျွန်တော်တို့နိုင်ငံကိုစနစ်ပြောင်းဖို့ပဲအတော့ဘာစနစ်ပြောင်းလဲလဲစစ်အာဏာရှင်စနစ်ကနေပြီးတော့ကျွန်တော်တို့ဒီမှန်းတဲ့ Federal Democracy စနစ်ကိုပြောင်းဖို့ အဲ့တော့ဒီဒေါ်လာရေးဘယ်တော့ပြီးမလဲဆိုရင်ကျွန်တော်တို့စနစ်ပြောင်းနိုင်တဲ့တနေ့ပြီးပါအဲ့တော့ကျွန်တော်တို့နိုင်ငံမှာစနစ်မပြောင်းမချင်းဒီဒေါ်လာရေးဟာရှေ့ဆက်နေနိုင်တယ်စနစ်ပြောင်းနိုင်တဲ့အချိန်မှာကျွန်တော်တို့ဒေါ်လာရေးအောင်ပြီလို့ပြောနိုင်နိုင်မယ်လို့လည်းကျွန်တော်ခံယူပါတယ်အဲ့တော့ဒီနေ့ဆိုရင်ဒါကျွန်တော်တို့လူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ဒေါက်တာဆန်းစုကြည်ရဲ့မွေးနေ့ပါအဲ့တော့မိဒေါက်တာဆန်းစုကြည်ဆိုရင်အာကဗျာကိုချစ်တဲ့သူလူပညာကိုချစ်တဲ့သူဆိုတာအထူးပြောစရာမလိုတော့ကဗျာကိုချစ်တဲ့ဒေါက်တာဆန်းစုကြည်ရဲ့မွေးနေ့မှာဒီနေ့ဒေါ်လာလူတို့ယုံကန်တာကဗျာရုပ်ပွဲဒါကျွန်တော်တို့ဆင်နွှဲနိုင်တာကလည်းအဓိပ္ပာယ်ရှိတယ်လို့ ျွန်တော်တို့လိုနားလည်ပါတယ်အဲ့တော့ဒီကဗျာရုပ်ပွဲကတော့တောင်ဆန်းစုကြည်ပါဝင်ဤသူຫນွေဦးတော်လန်ရဲ့ရဲဘော်တွေကိုတော်လန်ကဗျာဆရာတွေကဂုံပြုတဲ့ပွဲလို့လည်းကျွန်တော်အနေနဲ့ဒီလိုခံယူပါတယ်ဆိုတာကိုဖွင့်နေတယ်နှုတ်ခွန်းဆက်ပြောလို့ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းကြပြရေးတဲ့သူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကိုကြပြတဲ့ဘုတ် တဘာတဲ့ယူဆိုဝင်ပြီးဖို့လေကျွန်တော်တို့ရေဘော်များအားလုံးကိုကျွန်တော်တန်ကြားလို့တော့ဒီကဗျာကကျွန်တော်ဒီအပိုင်းမှာဒီပြစ်တဲ့ကဗျာပါဒီကဗျာခေါင်းစဉ်ကိုတော့ကျွန်တော်ပြတ်စည်းမိုးလို့ပြီးထားပါကစီမူတော်လိုင်းရေးဆိုတာကစီမူပဲကြာဘူး ဘူးဘာမှမထားဘူးဟွမသိနေတယ်လို့တော့နေဒါကစေးမိုးပဲဆိုတော့တန်တန်တိတ်သွားတယ်နော်ညှပ်ဖြစ်သွားတယ်ဗျညှပ်ဖြစ်သွားတာကြာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပြန်ဖွင့်လိုက်ပါရောက်ရောက်မနိုင်ပြီကစေးမိုးတော်လိုင်းရေးဆိုတာကစေးမိုးပဲတယ်အားကြဘူးတယ်အခုကိုတွေပဲ ငါမကောင်းငါ့ကိုဆေးမှာပဲစိတ်မပူဘူးတော်လန်ยีဆိုတာကျယ်လင်းငါ့ဘွင့်ဧကန်းဆောင်ကအလုတ်ယူဆူနေဘွယ်မဟုတ်တော်လန်ยีဆိုတော့သွေးထွက်တယ်မကောင်းတဲ့သွေးဖောက်ထုတ်ပြရတယ်ငါမကောင်းငါ့သွေးကိုဖောက်ထုတ် မကောင်းတဲ့သွေးပေါက်ထုတ်ကြတဲ့အခါကိုယ်လည်းဓာရှာနိုင်ကိုယ်တက်လည်းဓာရှာနိုင်တော်လန်ရေးဆိုတာမမြင်ရတဲ့မြစ်ထဲထုံချလိုက်ရတာပဲပြီးရင်ရောက်ကူးရတော့ပဲငါတို့မှာရင်းเสียရလေဒီအသက်တစ်ချောင်းရှိလာပါ ျော်ပျော်ကြီးပုံချကြတာပေါ့ကစီမူကလည်းအတော်မတတ်ကြွားနေမယ်မမျောနဲ့မလောနဲ့ကိုယ်စိတ်ကိုပဲ့ထိန်းငါတို့ရောက်ကြည့်ရမယ်ကစီမူဟာကစီပြီမှတိတ်လိမ့်မယ်ပင်လယ်မှာငါတို့ ဆုံရမယ်အလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟိုကုလိုမျိုးအဖွဲ့နှုတ်ခွန်းဆက်စကားပြောတော့ပေးပြီးတော့ကြပြရွတ်တော့ပေးတဲ့အဆရာမောင်တင်တဲ့ဟိုအထူးပဲကျေးဇူးတင်ပါတယ်